ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့ကစစ်ပေးဆောင်မွတ်စလင်အင်ထောင်စုတရားကျုပ်ကိုအာရခတက်တူအီအီကမြို့သေးကို ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပေးခဲ့တယ်လို့သိရပါတယ်။သူတို့ကိုမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့အာစာ RS ဆိုနဲ့ ERA စတဲ့အဖွဲ့တွေနဲ့ဆက်ဆက်မှုရှိမရှိစစ်ဆေးပြီးတော့မက်ရှလာ73ရဲ့နေမှာပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ဒေသခံမွတ်စလင်လူကြီးတယောက်ကပြောပါရယ်။ လာဖိုးခေါင်နဲ့အခြားကြီးရော်တွေကစပီးရှောင်းတွေကိုနေရပြန်ခွင့်ပြုပေးနေတာဖြစ်ပြီးတောလာရဲ့အတွက်ပါအစီအစဉ်တွေကိုအေအေကလှုပ်ဆောင်ပေးခဲ့တယ်လို့သူကပြောပါတယ်။မနေ့ကပြန်လေဝင်ရောက်နေထိုင်ခွင့်ပြုပေးခဲ့ရမှာမောင်တော်လေးရွက်ကဟိန္ဒူမိသားစုတချို့လေးပါဝင်ခဲ့တယ်လို့သိရပါတယ်။မောင်တော်မျိုးတိမ့်တိုက်ပွဲအတွင်းနေရစွန့်ခွာစပီးရှောင်းနေခဲ့ကြရတဲ့မောင်တော်မျိုးကငင်တန်းမောင်နီလေးမိုင်နဲ့အမတ်1နှစ်3လေးရွက်တွေက ေသခံမွတ်စလင်တွေဟာလာဖိုးခေါင်ကြီးရော့အပါအဝင်ဘေးလွတ်တဲ့ကြီးရော့တွေကိုရွှေ့ပြောင်းခိုလုံနေထိုင်ခဲ့ရတာဖြစ်ပါတယ်။